ဒီချက်ကြောင့် United တို့ Dominee ကိုအသင်းစီအမြန်ခေါ်ဖို့ကြိုးစားပါလိမ့်မယ်။ Manchester United အသင်းဟာ Scott Dominee ကိုကလပ်အသင်းစီပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးတော့ Premier League ကတခြားကလပ်နှစ်သင်းလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။၂၀24ခုနှစ်နေရာသီမှာ Manchester ကနေ Napoli ကိုပြောင်းရွှေ့ဖို့ Matt Dominee ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပါတယ်။သူဟာ2024-25ရာသီကို12ဂိုးသွင်း6ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့အန်တိုနီယိုကွန်တီရဲ့အသင်းကို City ဖလာရရှိအောင်ကူညီပေးခဲ့လို့ လွန်ရောစုအတွက်ပါအမြင့်ဆုံးတင်သွင်းခံကြရပါတယ်။အသက်28နှစ်အရွယ်ကစားမဟာပြီးခဲ့တဲ့နေရာဒီကအိုးထက်ဖို့ကနေထွက်ခွာသွားခဲ့တဲ့ကိစ္စဟာဒီနေ့ကြာပြီးနောက်မှာတောင်မှကြီးမားတဲ့ဆွေးနွေးစရာအဖြစ်ကြံရှိနေခဲ့ပါတယ်။ဒီဘက်မှာ United ရဲ့အနီးပြားဟောင်း Oligana Socia ကမတ်ဒိုမီနီထွက်ခွာသွားခဲ့တာနဲ့ပတ်သက်ပြီးသူရဲ့ထင်မြင်ချက်ကိုပြောပြလာခဲ့ပါတယ်။ကျွန်တော်တော်တော်လေးအားသင့်ခဲ့ရပါတယ်။စကော့ကအီတလီမှာဘလောက်ကောင်းတဲ့ကစားမဆိုတာပြသခဲ့ပြီလို့ထင်ပါတယ်လို့ဆိုရှယ်ကပေါက်ကက်တစ်ခုမှာပြောကြားခဲ့ပါတယ်။ တလီဘက်ကသတင်းဌာနတွေရဲ့ဖော်ပြချက်အရစကော်လန်လေးစင်ကိုစိတ်ဝင်စားနေတဲ့ကလပ်တွေများပြားရှိနေသေးပြီးတော့ညတက်ကလည်းသူ့ကိုအိုးထက်ဖို့မှပြန်ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါရီးသတင်းတစ်ခုမှဆိုရင်တော့အသင်းတော်များများစကော့မတ်ဒိုမီနီပေါ်မှာစိတ်ဝင်စားမှုရှိနေပါရီးမန်ချက်စတာယူနိုက်တက်ကသူ့ကိုပြန်ခေါ်ချင်နေပြီးတော့နျူကာဆယ်နဲ့တော်တန်ဟန်ကိုလည်းစောင့်ကြည့်ရပါမယ်ဘာစီလိုနာကလည်းသူ့ကိုသူ့ရဲ့ကွင်းလယ်အတွက်အကောင်းမွန်တဲ့ကစားမတူပြည့်ရှုမြင်ပါတယ်လို့ဖော်ပြထားပါရီးညတက်အတွက်ပွဲပေါင်း255ပွဲကစားပေးခဲ့တဲ့မတ်ဒိုမီနီကကလပ်အသင်းမှာသူ့ရဲ့ပထမဆုံးကာလတွေတုန်းက နေရာမှာအထုံးချခံရတယ်လို့ပြောခဲ့ဘူးပါလေ။ AB Laron ကဒီ Athletic နဲ့ interview တစ်ခုမှာတော့ကျွန်တော်တင်းကြီးတဲ့ရောက်လာတဲ့အခါမှာကျွန်တော်ကစားတဲ့နေရာမှာမှိုင်းပြီးတော့အထုံးချခံခဲ့ရပါလေ။ဘယ်နည်းပြရဲ့ပြင်မှာမဟုတ်ပါဘူး။ကျွန်တော်ရဲ့အာသာချက်ကအမြဲတမ်း box တဲကိုရောက်အောင်သွားတာကိုးတင်တာပါပဲလို့ပြောကြခဲ့ပါလေ။ဒါတဲ့နောက်ခံလူဟောင်း Rio Ferdinand ကတော့ Jose Mourinho, Ole Gunnar Solskjaer နဲ့ Erik ten Hag တို့လိုနေပြတွေဟာ Matt Dominey ကိုသူ့ရဲ့အကောင်းဆုံးနေရာမှာကစားခွင့်မပေးခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။ Capro Farinan ကတော်မင်းလှုပ်ဆောင်ခဲ့တဲ့ပုံစံကိုလေးစားရပါမယ်။သူကကျွန်တော်တို့မျောလင့်ထားတဲ့တပိုးကောင်းတဲ့ပုံစံတိုင်းကစားနေပါတယ်။ရင်ကနေပြတွေကသူ့ကိုကောင်းဆုံးနေရာမှာမထားပေးခဲ့ပါဘူး။ Manchester United ကသူ့ကိုလဲလွတ်လိုက်တာဟာကြီးမားတဲ့အမှားကိုကျူးလွန်ခဲ့တာပါပဲ။သူကထိန်းသိမ်းထားတဲ့ကစားမမျိုးပါ။သူသာ United မှာတော့ကပွဲထွက်ကစားခွင့်နဲ့ဆုံးရှုံးခဲ့ရပြီမယ်။နောက်တစ်ခုတစ်ဖန်ပြန်လဲရောက်လာခဲ့ရင်တော့အသင်းအတွက်တရားမှုရှိတဲ့ကစားမဖြစ်လာမယ်ဆိုတာသိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။